မကွေးတိုင်းရေစကြိုမြို့နယ်ကြောက်လေကားဂိတ်နယ်ပတိုင်းညုံစစ်တပ်ခေချာပြည်သူကားတွေကိုချောဆွဲလာတဲ့စစ်ကောင်စီတပ်သားများတင်ဆောင်လာတဲ့ကားငါးစီးနဲ့နောက်ဆုံးကားနှစ်စီးကိုပြည်သူကားဝေးပူးပေါင်းတပ်ဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား78ဦးရဲမင်းနဲ့တေဆုံးခဲ့ကြောင်းသိရပါတယ်။နိုဝင်ဘာ16ရက်ညနေ9နာရီခန့်ကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးစောက်တန်းရေစကြို PDF တာဝန်ခံကိုအောင်မောင်းကကြောက်လေကားဂိတ်ကနေပတိုင်းညုံဂိတ်ကိုပြည်သူကားတွေနဲ့ချောဆွဲလာတာ ကားငါးစီးလာတယ်ပထမ၃စီးကိုလှုပ်ပေးလိုက်တယ်သရုတ်ထကားမှာပြည်သူတချို့ပါတယ်ဆိုလို့ RPG မထုပဲထပ်လှုပ်ပေးလိုက်တယ်နောက်ဆုံးပြစ်စမကားနဲ့သရုတ်ထကားကိုပြည်သူတွေဆင်းပြီးမှအပိုင်ပစ်ခဲ့တာနောက်ဆုံးကားပေါ်ကစစ်သား၁၈ဦးစလုံးအပြင်းထန်ဒဏ်ရာရပြီး၂ရက်တင်းသေဆုံးသွားတယ်လက်နက်ခဲယမ်းတချို့တင်းစီရရှိပေမဲ့အများစုကိုကားသမားကဂိတ်ထဲအမြန်မောင်းသွင်းသွားလို့မရခဲ့ဘူး ဲ့ဒီနောက်ဆုံးကားပေါ်ကကားသမားတဦးတည်းသာတက်ရှင်ကြံရစ်ခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီကြားဖြတ်တိုက်ခိုက်မှုကိုစောက်တန်းရေစကြို PDF ရေစကြို Revolution Group ဒေါင်းညင်အောင် PKU PDF ပြည်သူအာမန် PDF King Cobra ဒေါင်းစစ်တီ PDF ဒေါင်းသွင်းနီ PDF စတဲ့အဖွဲ့တွေပါဝင်တဲ့စောက်တန်းရေစကြို Local တပ်ပေါင်းစုကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထူးအခိုက်မရှိ ဘေးလွတ်ရာကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားတဲ့စစ်ကောင်စီတပ်သားများနဲ့ဂိတ်အထိရောက်လာတဲ့ကြံတပ်ဖွဲ့ဝင်တွေကိုညာ၈နာရီခန့်မှာပခုတ်ခုမျိုးဘက်ကကားဆက်စည်းနဲ့လာရောက်တယ်ဆောင်သွားခဲ့ကြောင်းဒေသခံများကအတည်ပြုပါတယ်။အဲဒီစစ်ကြောင်းမှာနိုဝင်ဘာ15ရက်မနက်အစောပိုင်းကရေစကြိုမြို့အခြေဆိုင် ခလာရ196 159 158တရင်များမှာ အတာ150ခန့်ပြည်ခြေလျင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီးညပိုင်းမှာပခန်းကြီးမြို့မှာတ냐အိတ်ခဲကနောက်နေ့မနက်9နာရီခန့်မှာထပ်မံထွက်ခွာလာခဲ့ရာညနေ6နာရီခန့်မှာကြောက်လေကားဂိတ်ကိုရောက်ရှိလာခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်